ရာသီတော်မကုန်သေးဘူးတိုင်းစစ်မှုလို့ကိုခေါ်ယူဖို့သဝတူညီမှုရရှိထားပြီးပြီဖြစ်တဲ့ချန်ကျဲမိန်နိုင်တဲ့ပရိသတ်များလုံးမမိန်လာပါခင်ဗျာရွှေရောအိုင်ဘက်ကွန်ရှီကောအွန်လိုင်းအကျင့်ကနေပြန်လည်ကြိုလိုက်ပါရင် United ကတော့ဟမ်မလုံပဲအမှန်ကန်ဖြုံးနေပါပြီရာသီတော်မပြီးဆုံးသေးဘူး United တို့တိုင်းစစ်မှုလို့ဒီခေါ်ယူဖို့သဘောတူညီမှုရထားပြီးပြီဆိုတော့ဒါကြီးကကျန်းလုံးပါတယ်လို့ပဲဆိုရတော့မှာပါ United စီရလာမယ့်တိုင်းစစ်မှုလို့စလုံးကလည်းအကျန်းစားကြီးကြီးပဲမို့မိုင်လွန်းနာတက်ကိုပို့နေပါပြီဒီတိုင်းစစ်ပိုင်းနဲ့လာဆိုရင်လာမယ့်ရာသီမှာဂိုးတွေကိုအမျိုးတွေလိုတင်းတင်းနီးနီးမြင်ရတော့မှာကျင်းတည်တော့ပါပဲ ယူနိုက်တက်ဟာလာမယ့်နေရာဒီမှာစာချုပ်ချုပ်ဆိုဖို့အတွက်မာတီယက်ကွန်ညာကိုရောဖီတာအိုဆင်ဟန်ကိုပါသဘောတူညီမှုရရှိသွားပြီလို့အနောက်တိုင်းသတင်းဌာနတွေကဖော်ပြလျက်ရှိနေပါတယ်။ အစင်ဟန်ရောကိုညာပါယူလိုက်တဲ့စီပြောင်းရွှေ့ဖို့စေအားထက်သန်နေကြတာဖြစ်ပြီးတင်းအင်းဤတက်တော်မှာတိုက်စစ်မှုတောင်းဝင်ကိုထမ်းရွက်ချင်နေကြတာဖြစ်ပါတယ်။ယူနိုက်တက်ဟာအစင်ဟန်ကိုနှိရှိစာချိုးချုပ်ဆိုသွားပေါ်ရရှိနေပြီးလောက်ခလာစာလည်းမြင့်မြန်မာမှာပေးချေသွားမှာဖြစ်ပါတယ်။တရကီရဲ့ထိတ်တန်းသတင်းတောက်အန်ဂနိုဇီပဲရဲ့ဖော်ပြချက်အရအစင်ဟန်နဲ့ယူနိုက်တက်တို့ဟာလာမယ့်နေ့ရာသီမှာစာချိုးချုပ်ဆိုသွားမှာဖြစ်ပြီး၅နှစ်သက်တမ်းဆက်ရှိစာချိုးလည်းချုပ်ဆိုမှာဖြစ်ပါတယ်။နာပိုလီအသင်းကိုယူနိုက်တက်တို့ရိုတန်းချောင်းဆယ်ပြောင်းရွှေ့ချေပေးရမှာဖြစ်ပြီးဒီမာနာကမစိုးဘူးလို့ပြောရမှာပါ။ယူနိုက်တက်တို့အစင်ဟန်ကိုတနင်္လာလောက်ခလာစာပေါင်း နှစ်တသမ၈တန်ပင်းချေရမယ်လို့လည်းဖော်ပြထားတာဖြစ်ပါရင် နပိုလီအသင်းဘက်ကလည်းအိုစီယန်ကိုမဖြစ်မနေရောင်းထုတ်ချင်နေတာဖြစ်တဲ့အတွက်အပြောင်းရွှေ့ကဖြတ်မြင်မြန်ပြီးဆုံးသွားနိုင်ပါတယ်။လက်ရှိမှာတော့အိုစီယန်ဟာကာရာဆင်ရေးအသင်းအတွက်ခြေစွမ်းပြနေနိုင်ပြီး34ဝယ်ကစား26ကိုသွင်းယူထားနိုင်သူဖြစ်ပါတယ်။အိုစီယန်အနေနဲ့ကာရာဆင်ရေးအသင်းကိုတကယ်မပေးစရာအထိတ်မှရက်တည်နိုင်အောင်ကူညီထားပေးနိုင်တာပါ။ဒါပေမဲ့အိုစီယန်ကကာရာဆင်ရေးအသင်းနဲ့ရင်းရှိလက်တွဲလို့စိတ်မရှိပဲ United စီကိုသာပြီးသက်ပြောင်းရွှေ့ချင်နေတာဖြစ်ပါတယ်။ကိုညာကလည်းရိုမင်အမ်မိုရီရဲ့လက်အောက်မှာအရေးပါတဲ့အစိပ်ပိုင်းကနေကစားရမှာဖြစ်တဲ့အတွက် United စီပြောင်းရွှေ့ကစားပွဲရာစိတ်အားထက်သန်နေပါတယ်။ကိုညာဟာတရားဒီဝူ အတွက်တန်ပွဲဆောင်32ဝဲကစား16ကိုသွင်း၄ကိုဖန်ပြီးထားနိုင်သူပါသူကအသက်အရွယ်အပြည့်25နှစ်ဝန်းကျင်သာရှိသေးတဲ့ကစားသမားဖြစ်ပါရင် ယူနိုက်တက်ဟာတိုက်စစ်ပိုင်းကိုပြောင်းလဲလုပ်ဖို့လိုအပ်နေတဲ့အသင်းဖြစ်ပါတယ်။ဒီအသင်းအသင်းရဲ့တိုက်စစ်ပိုင်းကအတော်လေးဆိုးရွားနေတဲ့အခြေအနေရောက်နေပြီးဂိုးရဖို့ကိုကြောက်ခဲရင်ကြီးရတာထက်တောင်ခက်နေတာဖြစ်ပါတယ်။ယူနိုက်တက်ဟာပရီးမီးယားလိမ်းမှာ33ပွဲကစားပြီးချိန်38ကိုသာသွင်းယူထားနိုင်တဲ့အသင်းဖြစ်ပြီးတော်တော်လေးကိုနည်းတဲ့ပမာဏဖြစ်နေတာပါ။တပွဲကမှတကောနှုံးသာသွင်းယူထားနိုင်တာဖြစ်ပြီးဒီအသင်းဂိုး90လောက်ပြေးပါမလားဆိုရင်စရာပါ။မဘေးစရာထိတ်ကလေဘာဝူးရဲ့ပရီးမီးယားလိမ်းသွင်းကိုက85ကိုရှိနေပြီးထိန်းဆုံးလေးသင်းစလုံးဂိုး60ကျော်နေပါပြီ။ဒီအချိန်မှာယူနိုက်တက်ရဲ့တိုက်စစ်ကဂိုး40လောက်မပြေးတဲ့အထိတိုက်စစ်ပိုင်းကညံ့ ဖြစ်နေတာပါ United ရဲ့လာမယ့်အာသီမှာ Champions League ဝင်ဝင်ရနိုင်တဲ့အခြေအနေကအသင်းရဲ့ဘန်နာရေးပိုင်းဆိုင်ရာမှာအများကြီးပိုကောင်းသွားစေမှာပါတင်းနေတို့ Lyon ကိုအနိုင်ယူပြီးတဲ့နောက် Europa League မှာ Semi Final ထိတက်ရောက်ထားပြီး Athletic Bilbao နဲ့ရင်ဆိုင်သွားရမှာပါ Premier League မှာ United ဟာသင်္ချာနေရတန်းဆင်းစရာမလိုတော့တဲ့အတွက်တိတ်အာရုံများစရာတော့မရှိပါဘူး။ Amorin ကလည်း Premier League ကိုလူငယ်တွေနဲ့ပဲကစားပြီး Europa League ကိုအောင်းရင်တော့မယ်လို့ဆိုထားတာပါ။ Europa League Champion သာဖြစ်ခဲ့ရင် United တို့ဖလားလက်မဲ့ရာသီကိုရှောင်လွှဲနိုင်မှာဖြစ်သလိုလာမယ့်ရာသီ Champion League ဝင်ခွင့်လည်းရရှိသွားမှာဖြစ်ပါရင် တင်းအနီတို့ပွဲစီဖို့အမဲကြီးဆိုဆိုတဲ့အတိုင်းနီးပြကစားမှာပရိသတ်တွေရဲ့စူးစမ်းအထောက်အမှုတွေနဲ့ရောပါလိချန်ပီယံဖြစ်သွားမလားစောင့်ကြည့်သွားရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီလီကထလာပါမယ်နောက်နေ့မှလည်းအင်္ဂါစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချိုလိုက်ရပါတယ်ခင်ဗျာ